ဘူဘူချင်းတစ်ဖြစ်အောင်ကြိုးစားရမယ်စပါနဲ့မန်ယူယူရိုပါလိဆီမီဖိုင်နယ်ဒုတိယအကြိုကစားပြီးတဲ့နောက်အားလုံးတွက်ဆထားတဲ့အတိုင်းစပါနဲ့မန်ယူတို့ဖိုင်နယ်အဆင့်ကိုတက်လှမ်းခဲ့ပြီးဖြစ်ပါတယ်စပါအသင်းဟာနော်ဝေကလပ်ပိုတိုကလင်ကိုနှစ်ကျော်ပေါင်းရလတ်၅ဂိုးတကိုးနဲ့အနိုင်ရကမန်ယူသင်ကဘီဘာအိုကိုနှစ်ကျော်ပေါင်း9ဂိုးတကိုးနဲ့အနိုင်ရခဲ့ပြီးဖိုင်နယ်ရောက်ခဲ့တာပါ စပါနဲ့မန်ယူတို့ဟာဒီယာဂီပရီးမီးယားလိမှာရလတ်ဆိုးတွေနဲ့ရုံးကန်နေရတဲ့အပြင်အဆိုးရွားဆုံးရာသီဖြစ်နေတာကြောင့်ယူရိုပါလီဖလားကကော်ယိုလွတ်တမြင်ဖြစ်နေပါတယ်။စပါအသင်းဟာပရီးမီးယားလိ35ပွဲကစားပြီး7ပွဲသာအနိုင်ရက9ပွဲတည်16ပွဲထိရှုံးထားပြီး1994နောက်ပိုင်းအဆိုးရွားဆုံးဖြစ်နေတာပါ။မန်ယူအသင်းကလည်းပရီးမီးယားလိ10ပွဲသာအနိုင်ရက9ပွဲတည်16ပွဲထိရှုံးကအဆင့်15မှာရပ်တည်နေပါတယ်။ မန်ယူအတွက်အဖက်ဆင်မရတဲ့ပရီးမီးယားလိရာသီဆိုတာကိုနီးပြအမော်ရင်ကလက်ခံထားပါတယ်။စပါနဲ့မန်ယူတို့ရဲ့ပရီးမီးယားလိအိမ်မက်ဆိုးတွေကိုဖြည့်ဖြောက်ပေးနိုင်မဲ့တခုတည်းသောအရာကယူရိုပါလိဖလားဖြစ်နေတာပါ။တနည်းအားဖြင့်ဘူဘူချင်းဘသူကတိတ်ဖြစ်မလဲဆိုတာကိုယူရိုပါလိဖိုင်နယ်မှာပြသရတော့မှာဖြစ်ပါတယ်။သူရဲ့ဒုတိယရာသီကဖလားရကြောင်း စပါနီပြပိုစလီကိုဂလူးကပြောထားပါတယ်။ ပရီးမီးယားလိမှာအခြေအနေမကောင်လို့ယူရိုပါလိမှာလုံးပြမယ်လို့အမော်ရင်က ကြုံဝါထားပါတယ်။ယူရိုပါလိဖိုင်နယ်ကိုမေ21ရက်ဘီဘောအသင်းပိုင်ကွင်းမှာရှင်ပိုင်မှာဖြစ်ပြီးဥရောပအဆင့်ပြိုင်ပွဲတမန်ရဲ့၆ချိန်မြောက် All England ဖိုင်နယ်ဖြစ်နေပါတယ်။ပြည်တွင်းမှာဘူကောင်အသင်းတွေဖြစ်နေတာကြောင့်၆ချိန်မြောက် All England ဖိုင်နယ်ကအရင်ပွဲတွေကထက်ပြင်ဆင်မှုပုံမှုပြင်းထန်မှာပါ။ ရှုံးမမရှိစံချိန်နဲ့ဖိုင်နယ်တက်လာခဲ့တဲ့မန်ယူအတွက်စိုးရင်စရာတစ်ခုကစပါအသင်းကို2022နောက်ပိုင်းအနိုင်မရပဲရုန်းကန်နေရတာပါဘူဘူးချင်းတစ်ဖြစ်မှာကလန်ဒန်အခြေစိုက်စပါအသင်းလားမန်ချက်စတာအခြေစိုက်မန်ယူလားဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ် spice of life.